ဆင်းရဲခြင်းကိုတွေ့ကြုံခံစားနေရသူများနဲ့စကားပြောဆိုရမှာအဓိကတတိထားရမည့်အချက်များပိုင်းတစ်ကိုအရင်တစ်ပတ်ကထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ဆက်လက်ပြီးအပိုင်းနှစ်ဆင်းရဲမှုကိုကြုံတွေ့နေသည့်နေရသူများနဲ့စကားပြောဆိုရတွင်တတိထားရမည့်အချက်များအပိုင်းနှစ်ကိုဝေမျှပေးမှာဖြစ်ပါတယ်။စင်ရမွေတီမှုကိုကြုံတွေ့နေရသူများနဲ့ကျွန်တော်တို့တွေတွေ့ကြုံဆွေးနွေးကြတဲ့နေရာမှာ သူတို့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိစေရန်အတွက်အထူးသတိပြုရမယ့်အချက်ကလေးတွေကိုဝေမျှပေးခြင်းပါတယ်။လူတစ်ဖက်သားကိုနားထောင်တဲ့နေရာမှာကိုယ့်ဘက်ကစိတ်အားထက်သန်စွာနဲ့အပြစ်စီရင်တဲ့ပုံစံမျိုးမဟုတ်ဘဲနားထောင်ပေးရမယ်။နားထောင်တဲ့နေရာမှာဖြတ်တောက်ခြင်းအလျင်စလိုလှုပ်ခြင်းဝင်ရောက်ဆုံးဖြတ်ခြင်းများမပြုဘဲတစ်ဖက်လူဤဘဝအခြေအနေကို အပြည့်အဝနားလည်ရန်ကြိုးစားဖို့လိုအပ်တယ်။တစ်ဖက်လူကိုလည်း ်ပွင့်လင်းစွာ ဝေမျှပေးရန်အားပေးဖို့လိုအပ်တယ်သူတို့ရဲ့ခံစားချက်ကို ထောက်ခံပေးသည့်ပုံစံများကိုလည်းဖော်ပြရမယ်ဒီလို စကားပြောဆိုတဲ့နေရာမှာမိမိရဲ့ခန္ဓာကိုယ်အနေထားဟာတစ်ဖက်လူကို လေးစားသမှု ပြုသည့်ပုံစံတို့ပါဝင်ရန်လိုအပ်တယ်အဲ့ဒီလိုဆွေးနွေးကြတဲ့နေရာမှာ တဖက်လူကိုမိမိကိုယ်တိုင်မိမိဘဝကိုဥဆောင်နိုင်စွမ်းရှိတယ်မိမိရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်နိုင်တဲ့ဆိုတဲ့စိတ်ဓာတ်မျိုးတွေကိုထည့်သွင်းပေးရမယ်ဒီနီလန်းနေဟာထိရောက်တဲ့ချင်းကပ်မှုမျိုးဖြစ်တယ်။ဆင်းရဲခြင်းကိုကြုံတွေ့နေရသူများကို အကူအညီမဲ့သောတားကောင်များဖြစ်ပုံဖော်မဲ့စာမိမိကိုယ်ကိုဥဆောင်နိုင်စွမ်းရှိသူတွေ၊ယုံကံနိုင်စွမ်းရှိသူတွေ၊ခံနိုင်ရည်ရှိသူတွေဖြစ် မိမိကိုယ်ကိုမြင်နိုင်အောင်မိမောင်းထိုးပြရမယ်။ယောရှင်သောပရာဟိတလုပ်ငန်းထက်ကြော်လွန်ပြီးဒီနေရာမှာဆိုလိုချင်တာကသွားရောက်ကူညီခြင်းဆိုတာထက်မမျှမတဖြစ်နေသောပဝန်းကျင်တိဆောက်ပုံကိုကင်တွယ်ဖြည့်ရှင်းဖို့ရန်အတူတကွဥပပေါင်းလှုပ်ဆောင်သူများဖြစ်မိမိကိုယ်ရော တပားသူကိုယ်ရော အလေးထားဖို့လိုအပ်တယ်။တခါတည်းမှာစင်ရဲမွဲတရာခြင်းသည် စနစ်ပိုင်းဆိုင်ရာ ပြဿနာများ ဖွဲ့စည်းခြင်းဆိုင်ရာမတရားမှုများနဲ့ဆက်သွယ်နေကြောင်းကိုလည်းကျွန်တော်တို့တွေ့မြင်လာကြမယ်။တခါတည်းတခါတည်းရန်မှာစီးရဲမွဲတေမှုလို့ပြောကြတဲ့အခါပစ္စည်းဥစ္စာမွဲတေမှုတခုတည်းကိုသာ ရှုမြင်တတ်ကြတယ်။ကျွန်တော်တို့တွေအများအတွက်ထဲ့သွင်းစဉ်းစားရမှာစီးရဲမှုကို ပစ္စည်းဥစ္စာမွဲတေမှုတခုတည်းမဟုတ်ဘဲစိတ်ဓာတ်ရည်ရာအကျင့်ပိုင်းဆိုင်ရာ ဘာသာရေးတရားအသိဉာဏ်ပညာများမွဲတည်မှုတွေကိုပါမိမောင်းထိုးပြနိုင်မှုတွေဖြစ်ရမယ်။ဒီຢာတွေဟာတစ်ခုနဲ့တစ်ခုအားလုံးဆက်ဆံနေတယ်။ဒါကြောင့်ယိုရင်းပျက်စီးမှုနဲ့ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာဘာသာတရား၊ကိုခြင်းတရားပိုင်းဆိုင်ရာအသိဉာဏ်ပိုင်းဆိုင်ရာတွေလိုအပ်လာတယ်။ယုံကြည်သူခရိယံများအတွက်ကတော့ပြန်လည်ထူထောင်ရေးဘဝပြန်လည်မြင့်တင်ရေးတွေလုပ်တဲ့နေရာမှာတရားသခင်နဲ့ဆက်ဆံရေး အခြားသူများနဲ့ဆက်ဆံရေးမိမိဘဝကိုတည်ဆောက်ခြင်းဘဝဖန်တီးခြင်းများကိုသိရှိနားလည်ဖို့လိုအပ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့တွေတခြားသူတွေနဲ့အထူးသဖြင့်နှိမ်ချသူတွေစင်ရဲ့ချင်းကိုကြုံတွေ့ခံစားနေရသူတွေနဲ့ပြောဆိုဆက်ဆံပြုမူလောက်ကံရမှာတစ်ဖက်လူကို မထိခိုက်စေပဲအမှန်တကယ်ကူညီသောစိတ်နေစိတ်ထားနဲ့အပြုမူများပေါ်လွင်ရမှာဖြစ်တယ်။ဒါကြောင့်မို့လဲကက်သလစ်လူမှုရေးရာတင်ကြားမှု Catholic Social Teaching နေရာမှာဖြစ်သောစင်ရသားများအတွက်ဦးစားပေးရွေးချယ်ခွင့်ဒီအချက်ကစင်ရခြင်းကို တွေးကြုံနေရသူများ၏လိုအပ်ချက်များကိုဦးစားပေးရန်အတွက် ကိုခြင်းတရားဆိုင်ရာ မဖြစ်မနေလိုအပ်ချက်ကိုပတ်ဝန်းကျင်ကိုတည်ဆောက်ပေးခြင်းဖြစ်တယ်သူသဖြင့်လူတိုင်းတွေးကြုံရတဲ့တူဦးကိုတူကြုံတွေ့ကြည့်တွေ့ဆက်ဆံကြရတဲ့အခါမှာလေးစားမှုဂိယုဏနဲ့တရားမျှတမှုကို အတိကထားဖို့ Catholic Social Teaching ကကျွန်တော်တို့ကိုတိုက်တွန်းနေခြင်းဖြစ်ပါတယ်။